TV ရှိအိပ်ပျော်မသွားသင့်တဲ့အကြောင်းရင်းတွေရှိပါတယ်နော်။ညတ်တကောင်ကြားမှာ TV ရှိမှာတရေနိုးလာတဲ့ feeling ကဘယ်လိုမျိုးလဲ။အိပ်ရတယ်လဲမြောက် TV လည်းမပိတ်ဘဲနဲ့ဘယ်အချိန်ကအိပ်ပျော်သွားမှမသိလိုက်တာမျိုးကတင့်ကိုဝါလာစေနိုင်ပါတယ်လို့သူတေသနာကဖော်ပြခဲ့ပါတယ်။ဘာလို့လဲဆိုတာကိုတော့ဒီနေ့ဗီဒီယိုထဲမှာအသေးစိတ်ပြောပြသွားမှာမို့လို့အဆုံးထိကြည့်လိုက်ကြပါနော်။ နေရှင်နဲ့ Institute of Health Studies တွေကအသက်35နှစ်ကနေ84နှစ်အတွင်းအမေရိကန်အမျိုးသမီး4322ဦးအပေါ်ကိုလေ့လာမှုအချက်လက်တွေကိုစစ်ဆေးခဲ့ကြပါတယ်။ညဘက်အလင်းရောင်မိန်မိန်ထားအိတ်တဲ့အမျိုးသမီးတွေကကိုယ်ကိုလေးချိန်ထိန်းရတာကိုတွေ့ရပြီးတော့ညဘက်အိပ်ဆက်ချိန်မှာအလင်းရောင်ဒါမှမဟုတ်တည်စီအလင်းရောင်နဲ့ထိတွေ့လေးရှိတဲ့အမျိုးသမီးတွေကတော့9နှစ်ကြာကာလအတွင်းမှာစက်တောင်ပေါင်းလောက်ဝိတ်ပိုတက်လာနိုင်ခြေက1900ရာခိုင်နှုန်းပိုများတယ်လို့သိရပါတယ်။ ်ဒီလိုမျိုးသူတည်တနာရလက်တွေကိုတော့ဂျမားအင်တာနက်မက်စဂျီစင်မှာဖပြခဲ့တာပဲဖြစ်ပါတယ်။ TV ရှိမှာအိပ်ပျော်မသွားသင့်တဲ့အကြောင်းရင်းတွေက TV ကနေထွက်ရှိတဲ့အလင်းတူကပေါ့နော်။အမျိုးသမီးတွေရဲ့ကိုရင်းစီဝါနာရီကိုအနောက်ရှက်ဖြစ်စေတဲ့အခါမှာအိပ်စက်မှုဟော်မုန်းမယ်လက်တိုနင်ထွက်ရှိမှုကိုအဟန့်အတားဖြစ်စေတယ်လို့သူ့ဗေဒီတွေကတွေးချက်ခဲ့ကြပါတယ်။ ကိုယ်လေးချိန်တိုးလာရတာက တခြားအကြောင်းချက်တွေကြောင့်လည်းပါဝင်နေနိုင်ပါတယ်။သူတည်တည်တွေကတော့အသက်အရွယ်လူမျိုးလူမှုစီးပွားရေးအနေအထားစားသုံးတဲ့ကယ်လိုရီပမာဏကိုလက်လှူရှာမှုဒီလိုမျိုးအချက်လက်တွေကိုထည့်တွက်ခဲ့ပါတယ်။အိပ်စက်မှုမမှန်တာကအဝါလွန်တာကိုယ်လေးချိန်များတာတွေနဲ့ဆက်နွယ်နေပေမဲ့အိပ်စက်ချိန်တွင်းမှာအလင်းတုထိထိမှုနဲ့ကိုယ်လေးချိန်ကြားကဆက်နွယ်မှုကိုမရှင်းနိုင်သေးပါဘူးလို့ National Institute of Environmental Health Science မှာ အမောက္ခတုတေတိဒေသန္တာကပြပြခဲ့ပါတယ်လူကိုဝါစေတဲ့အကြောင်းရင်းတွေအများကြီးရှိနေသေးတာမို့လို့ဒီအကျင့်တွေလည်းရှိနေမယ် TV ရှေ့အိပ်ပျော်တတဲ့အကျင့်လည်းရှိနေမယ်ဆိုလို့ရှိရင်တော့ဝါလာဖို့ကသူများထက်အခွင့်အရေးပိုများတာပေါ့နော်ဒါကြောင့်မို့လို့ကယ်လိုရီများပြီးတော့စမ်းမရည်နဲ့မညီတာတွေစားမယ်အထိုင်များတဲ့အမှုအကျင့်လည်းရှိတယ်ဆိုရင်တော့အဝါလိုချင်ဘက်ကိုခြေလန်းဆနေပြီးတော့တတိရလိုက်ပါနော် TV ရှေ့မှာအိပ်ပျော်ပြီးဆိုမှတော့မအိတ်ခင်ကလေးကမုတ်လေးစားရင် ACTV ကြည့်ပြခဲ့မှာတကယ် ြတလို့ရှိပါတယ်။ TV ကြည့်ရင်လည်းအစားစားတာကလည်းအစီတက်စီနံနဲ့လမ်းကြောင်းတစ်ခုပါပဲ။အိတ်တာချင်းတူတူ TV ကထွက်တဲ့ရောင်ကြီးအလင်းတူတွေမပါဘဲနဲ့အိယာထဲမှာနှင်းငယ်ချိုက်ချိုက်အိပ်ပျော်တာကလူခဏကိုတော့ပိုအကျိုးပြုပါတယ်လို့ပြောရင်းနဲ့ပဲပီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်